အားလုံးပဲမင်္ဂလာပါရှင်မြန်မာနဝချင်းနေရနေနှွေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇာတ်လေးကစာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ပင်နဲ့မဟုရတောင်းဇာတ်အပိုင်းနဲ့စသိမ်းပိုင်းကို ပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်အဖို့ကျုပ်တို့ဘယ်လိုသွားအောင်မလဲအเจ้าရတခုတော့ပေါ်လာမှာပါ တိခံပြီးစောက်မှာကွယ်ဟုတ်ကဲ့ဖို့ဒါနဲ့လေကျုံမသိလို့တခုတော့မေးပြစီမေးပါလို့လေဝနာဘာလို့မဟုရတောင်းမှကျုပ်တို့ချင်းရတာလဲသူအပန်းစားရတဲ့တောင်းမှုလို့ပေါ့ကွယ်တခြားနေရာမှာထက်သူပိုင်တဲ့တောင်းမှဆိုတကူနဲ့စထွားတယ်လေဘိုးတော်ပေးတဲ့မမောင်ကျော်တို့ခုနှစ်နှစ်ကျော်ကလေးငယ်လေးမောင်ကောင်းရဲ့နှုတ်ကထွက်လာတဲ့စကားတွေကိုလေးနဲ့စွာနဲ့နားထောင်နေတယ်သူတို့ဟာ ဝရတဲ့ရဲ့နာကိအောင်နေတဲ့မောက်ကောင်းရဲ့ဥဆောင်မှုနဲ့ကိုကျော်ထေးရဲ့အိမ်ကနေထွက်လာခဲ့တာယခုနေရာစီကိုရောက်တဲ့အချိန်ထိနှစ်ရက်မြောက်ကြာလိမ့်ပြီဝရတဲ့ရဲ့နာမောက်ကောင်းရဲ့ခန္ဓာကိုယ်နဲ့ကိန်းလို့သာတော်သေးတယ်မောက်ကောင်းရဲ့ကိုခန္ဓာအနေနဲ့အချိရဲ့အလွန်ကရင်းနဲ့အစာတောက်တွေကိုမှုဝဲနေရတယ်ယခုလည်းလူသူမနည်းတဲ့တောအုပ်တစ်ခုမှရှိတဲ့ကျိုးမေကြီးရဲ့အောက်မှာခိတ္တနာရင်ဘိုးတော်ပင်နဲ့မောင်မောင်ကျော်တို့ဟာသူတို့တိလူတာတွေကိုမောက်ကောင်းရဲ့ကိုထဲမှာကိန်းအောင်နေတဲ့ဝရတဲ့ကို ထပ်မံမင်းမြန်နေပြန်တယ်။ "तू ကဘလို့လောက်ပြီးလွပြေရောက်နေရလဲအဖို့။ဒင်းကတကိုးအတန်တန်ရှိရနေတဲ့ဘာပဲ။ဒါမဲ့ तू ကကြည်လေးတဲ့အဖြစ်ကိုလုံးပြီးလို့နမင်းနေရအခုမဟုရတောင်းမှအခြေချုပ်ထားတယ်လို့ဆိုရမယ်။အခြေချုပ်ချထားတယ်တာပြောတာ။သူ့ကိုကြောက်ဦးဖျားကုန်းမှာတွေ့တယ်နော်အဖို့။အဲ့ဒါကြောက်ဦးဖျားကုန်းကိုစောင်းတဲ့တောင်ပိုင်းရဲ့မမဲတော်လုံးရက်တွေပေါ့ကွတောင်ပိုင်းကိုတွေ့မှပဲလူလေးတို့မေးကြည့်ပေါ့ဟုတ်ကဲ့ဖို့ ကဲဒီမှာအရေးလဲကောင်းတယ်လေလဲတိုက်တယ်အေးချက်နေကွတမာရီတရားလွယ်မဲ့နေရပဲလူလေးတို့အဲ့ချိစိတ်မရှိဘူးဆိုရင်ပရိသာစိတ်ကြပါကွဘိုးရတဲ့တစ်ဖြစ်လဲမကောင်းဟာအဲ့ဒီလိုပြောပြီးတာနဲ့သူဒီလဲတမလခွေပြောင်းနိုင်ကပရိစိတ်နေတယ်ဘိုးတော်ပင်နဲ့မမောင်ကျော်တို့စိတ်ပရိတွေကိုထုတ်ပြီးနောက်ကျူးမင်ကြီးရဲ့နောက်ဘက်ကိုသွားပြီးတမလခွေထိုင်ကပရိစိတ်လိုက်ကြတယ်လေပြေလေညင်းလေးတွေတက်ခိုက်နေပြီတိရွတ်တို့လေတို့တန်ခတ်တတ်တော့ကြားနေရတယ် အေးမြသောလေလူဟာစိတ်ဆိုသောတောတောင်တွေကို တိုးဝှက်ပြီးတိုက်ခတ်နေတာသိတယ်လို့လာတယ်။အဲ့ဒီတောအုပ်ကြီးမှာရှိတဲ့ကျုံးမီကြီးရဲ့ပင်စီအရင် မတူညီတဲ့နေရာသုံးခုမှာတော့မောင်ကောက်ဘိုးတော်ပင်နဲ့မောင်မောင်ကျော်တို့ပရိစိတ်နေကြပါတယ်။အချိန်တိုင်းကြပရိစိတ်နေပြီးနောက်စူးရှောက်စွာအော်လာတဲ့ငှက်တစ်ကောင်ရဲ့အတက်ကြောင့် မောင်ကောက်ပရိစိတ်နေတာကိုရက်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တယ်။အဲနောက်အသက်မတိုးမကျနဲ့သူ့ရဲ့တခြားတစ်ဖက်မှာရှိနေတဲ့ဘိုးတော်ပင်နဲ့မောင်မောင်ကျော်ကိုလှောက်ခေါ်လိုက်တယ်။ လူလေးတို့အရေးကြီးတယ်အဖိုးနှောင်းကိုလာခဲ့ကြခေါ်တန်ကြောက်ဘိုးတော်ပင်နဲ့မောင်မောင်ကျော်ကဗရီးစိတ်နေတာကို ဖြုတ်လိုက်ပြီးမကောင်းရဲ့အနားကိုသွားလိုက်ကအဖိုးဘာဖြစ်လို့လဲဗျအခုကင်းနေတဲ့ဒီကလေးရဲ့ရုပ်ကိုလာခေါ်နေတယ်ဗျာဘိုးတော်ပင်နဲ့မောင်မောင်ကျော်တို့အံ့ဩနေကြတယ်အဲ့နောက်မကောင်းပြောလာမဲ့စကားတွေကိုနားဆွင့်နေတယ်မကောင်းကသူ့လိုနှစ်ယောက်ကိုကြည့်ပြီးလူလေးတို့ခလန်းလာနေအချင်းတွေကိုစောင့်ကြည့်နေကြ ်ပေးအဖိုးသွားတဲ့အတိုင်းလူလေးတို့နှစ်ယောက်လိုက်ခဲ့ပြီတော့ဟုတ်ကဲ့ဖိုးကဲသွားသွားကြတော့မကောင်းရဲ့ခိုင်းစိန်မှုကြောင့်ဘိုးတော်ပေနဲ့မမောင်ကျော်တို့ဟာကျိုးမြင့်ကြီးနဲ့မှလမကမ်းမှရှိတဲ့ခြုံတွေတစ်ခုအတွင်းထဲကိုဝင်ပုန်းလိုက်ပြီးနောက်မကောင်းရဲ့အချင်းတွေကိုစောက်ကြည့်နေတယ်မကောင်းကထန်နေရကနေပက်လက်အနေထားကိုပြောင်းပြီးအိတ်လိုက်လိတယ်သူအိတ်လိုက်တာနဲ့သူ့ရဲ့ဗစက်ကနေအလေးအောင်နေထွက်လာပြီးနောက်ဓလုံးကအယောင်တက်လက်လက်နဲ့အပြုံကိုထွက်လာပြီး ဘိုးတော်ပေတို့ပုံအောင်နေရာခြုံနေဘက်စီကိုရွေလျားလာလေတယ်။ဘိုးတော်ပေကသူ့ရဲ့အနားကိုရောက်လာတဲ့ဓလုံးတွေကိုဖမ်းယူလိုက်ပြီးတဲ့နောက်မှာတော့လွယ်အိတ်ထဲမှာတေချာသိမ်းဆီးထားလိုက်တယ်။အဲနောက်သူတို့နှစ်ယောက်ကကျူးမီကြီးရဲ့အောက်မှာလဲလျောင်းနေတဲ့မကောင်းကိုပြက်လဲအာယုံဆလိုက်တယ်။အချိန်အတန်ကြာတော့အစိမ်းရောက်အစိမ်းရှိတဲ့ငှက်လေးတစ်ကောင်ကမကောင်းရဲ့အနီးနားကိုဝေးဝိုင်းပြတ်တန်းနေပြီးနောက်ခဏကြာမှမကောင်းရဲ့နှစ်ဖူးမှနားလေတယ်။ပြီးတော့အဲ့ဒီငှက်လေးကတဖြည်းဖြည်းသိမ်းခဲ့ပြီး မကောင်းရဲ့ပါဇက်ထဲကိုတိုးဝင်သွားလေ။အဲ့လိုဝင်ရောက်ပြီးတာနဲ့မကောင်းရဲ့မျက်လုံးတွေကဖြက်ခနဲ့ပွက်လာပြီးမတက်ထရက်ကအသက်မပါတဲ့ခြေလမ်းတွေနဲ့ကျိုးမြကြီးရဲ့အောက်ကနေတွေ့ရွရွထွက်ခွာသွားတယ်။မကောင်းထွက်သွားတာနဲ့ခြုံနယ်နောက်မှာပေါအောင်နေတဲ့ဘိုးတော်ပင်နဲ့မောင်မောင်ကျော်တို့ကမှလန်းမကန်းကနေလိုက်ပါလာခဲ့တယ်။ဝိုးဆိုးဆုံချုပ်သွားလိမ့်ပြီ။လာရောက်ထုံးလင်းနေတဲ့ဆိုပေမဲ့တစ်ပင်ကြီးတွေရဲ့အရေးကြောင်တောင်းအုပ်အတွင်းမှာတော့လာရောက်မကြောက်ရောက်နိုင်ဘူး။ ီအတွက်မကောင်းရဲ့အနောက်ကိုလိုက်နေတဲ့ဘိုးတော်ပေနဲ့မမောက်ကျော်တို့ကမမြင်မဆန်းဖြစ်နေတဲ့အတွက်မကောင်းကိုမျက်ခြေပြုတ်ဖို့ရအကြောင်းဖန်လာခဲ့တယ်။ဘိုးတော်လေးကျုပ်တို့ဘယ်လိုလုပ်ကြမလဲ။ဟိုကလေးကိုမမြင်ရတော့ဘူး။ကျုပ်လည်းဘာမှမမြင်ရတော့ဘူး။ငါလည်းအတူတူပဲမောက်ကျော်။ဒီတိုင်းသာဆက်သွားရင်မျက်ခြေပြတ်သွားတော့မှာပဲ။ဘိုးတော်ပေနဲ့မမောက်ကျော်တို့ဟာမကောင်းကိုမျက်ခြေပြတ်တော့မဲ့အရေးအတွက်ပြောဆိုရင်စိတ်မသက်မသာနဲ့လမ်းလျှောက်လို့လေ။မမြင်မဆန်းလမ်းလျှောက်နေတာကြောင့် တက်ပင်တွေနဲ့တိုက်မိပြီးခလုတ်ခဏခဏတိုက်နေတော့နားထဲမှာဘိုးရဲ့တည့်ရဲ့ခတ်တိုးတိုးစကားတန်ကိုကြားရတယ်။လူလေးမင်းလည်းအထက်ကဓလုံးထုတ်ပြီးမျက်လုံးကိုကွင်းလိုက်ကွာ။ဘိုးတော်ပေဟာဒီစကားကြားတာနဲ့လွယ်အထက်ကဓလုံးကိုဆက်ပြီးထုတ်လိုက်ကသူမရဲ့မျက်လုံးစုံကိုတူထီကွင်းလိုက်လေတယ်။ဓလုံးကွင်းလိုက်တာနဲ့မြင်ကွင်းနေရနေရအောင်မှကြည့်နေရတယ်လို့ချီလင်းပြတ်သားထင်ရှားနေတယ်။အဲနောက်မှာတော့မောင်မောင်ကျော်စီဓလုံးကိုကပ်ပြလိုက်ကမောင်ကျော် ခမရဒီတက်လုံးနဲ့မျက်လုံးကိုထိပြီးကွင်းလိုက်မောင်မောင်ကျော်ကလည်းဘိုးတော်ပြီးပြောတဲ့အတိုင်းသူ့ရဲ့လက်ထဲစီထည့်ပြလိုက်တဲ့ဓလုံးကိုယူလို့မျက်လုံးမှာကွင်းလိုက်တယ်အဲ့ဒီလိုကွင်းလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့မြင်ကွင်းနေရာဘိုးတော်ပြီးလို့ပဲနေ့လယ်နေခင်းအချိန်မြေတွေ့ရတဲ့အလားရှင်းလင်းပြတ်သားနေတယ်မောင်မောင်ကျော်ကသူ့လက်ထရဓလုံးကိုဘိုးတော်ပြီးစီပြန်ကန်းပြပြီးနောက်မကောင်ရဲ့နှက်ကိုဆက်လိုက်လာခဲ့တယ်မကောင်ကတော့အမောင်တို့ထဲမှာလူသေးတယောက်လိုလမ်းလျှောက်နေတယ်တပည့်တွေခြုံမုတ်တွေနဲ့ တခြားသောထိခိုက်စရာတွေကိုကိုယ်ရှောင်လို့သွားပြီးအသက်မပါတဲ့ခြေလမ်းတွေနဲ့ရှောင်လန်းသွားနေလေတယ်။သူ့ရဲ့နောက်မလန်းမကန်းမှာတော့အဆောင်ဓာတ်လုံးတကူနဲ့ညမောင်ထုကိုခွေးမိမြင်နိုင်နေသူဘိုးတော်ပေနဲ့မမောင်ကျော်တို့နှစ်ယောက်ကထက်ချက်မခွာလိုက်ပါလာခဲ့တယ်။အချိန်တော်ကြာလမ်းလျှောက်ပြီးတစ်တော့အုပ်ကလွန်မြောက်ကမြန်ရန်ပင်တွေပေါရောက်နေတဲ့ကွေးမြေတစ်ခုကိုဆက်သွားလေတယ်။အဲ့ဒီကွေးမြေအတားဆက်သွားတော့နဲ့နဲ့နေအောင်ကြည့်နူးနူးရဲ့အလင်းရအောင်မှာမဲနဲ့နေတဲ့တောင်ကြီးတစ်လုံးကိုခလလလငါမြန်လိုက်ရလေတယ်။ မကောင်းကခဏရက်ပြီးအဲ့ဒီတောင်ကြီးကိုဆူဆိုက်ကြည့်ပြီးနောက်ဆက်သွားပြီးပြန်လာခဲ့တယ်။သူ့ရဲ့နောက်ကပါလာတဲ့ဘိုးတော်ပေနဲ့မမောင်ကျော်တို့ကလည်းမကောင်းရဲ့အနောက်ခလန်းလန်းနဲ့ဆက်လိုက်လာခဲ့တယ်။မကောင်းမင်းရဲ့ခန္ဓာရောက်ပြီပဲ။ဟိုမှာတွေ့လား။အဲ့ဒါငါခန္ဓာလား။ဟုတ်တယ်လေ။ကဲမင်းရဲ့ကိုယ်ခန္ဓာနဲ့မင်းပြောင်းဝင်ရမယ်။ဩအေးအေး။ဘိုးရတောင်ကြီးစီကိုတည်ရွေ့လှမ်းလာနေတဲ့မကောင်းရဲ့ရုပ်ခန္ဓာကြီးဟာ အင်ကြီးပင်ကြီးတပင်ရဲ့အနည်းကိုရောက်တာနဲ့ရက်တန့်သွားလိမ့်တယ်။သူရက်တန့်သွားတာနဲ့ဗဇက်ထက်ရအစိမ်းရောက်ငှက်လေးရတိုးထွက်လို့လာပြီးကောင်းငင်ပေါ်စီပြန်သားသွားခဲ့တယ်။ဒီကမကောင်းရဲ့ရုတ်ခန္ဓာကြီးကခွေလဲကျသွားတော့မှဟန်ဖြစ်သွားတဲ့အတွက်တင်ခအမီကနှစ်သက်ငယ်ကသူ့ရဲ့လက်ညှိုးနဲ့လှမ်းထိတ်ထားတော့မကောင်းရဲ့ရုတ်ခန္ဓာကလဲကျမသွားပဲညိတ်သက်စွာမတ်တဲရက်တဲ့အနေထားနဲ့ဆက်လက်တည်ရှိလိမ့်တယ်။အဲနောက်မှာတော့တင်ခဟာမကောင်းရဲ့ဝိညာဉ်ကိုလှမ်းကြည့်ပြီးပြုံးပြကစကားဆုလိမ့်တယ်။မကောင်း ပါတော့လေကွာမင်းရဲ့ကိုယ်တည်းပြက်ဝင်တော့ငင်းငင်းငငဖြစ်နေတဲ့မကောင်းရဲ့ဝိညာဉ်ကအာအသေးစွာနဲ့သူ့ရဲ့ကိုခန္ဓာအနားကိုတိုးကပ်လာကလှည့်ပက်ကြည့်ပြီးနောက်ကိုတည်းစီကိုတိုးဝင်သွားလေတယ်ကိုတည်းရောက်သွားတာနဲ့မျက်လုံးဆက်ခနဲ့ပွင့်လာပြီးတက်ပြေးရှိတစ်ချက်ကိုချကအဖေမကောင်းမင်းဘာရီတနေရလဲငါ့အမြင်နဲ့မဟုတ်လားမင်းကဘာသူတော့ဟေးကောင်ငါတင်ခလေမင်းကငါမသိဘူး ငါဖေငါ့ကိုစိတ်ပူနေလောက်ပြီငါအိမ်ကိုဘယ်လိုပြရမလဲတဲဒီကောင်မကောင်ငါ့ကိုမင်းကြီးရောက်ဆောင်နေပြန်ပြီငါ့ကိုဒီခေါ်လာတာမင်းမမဟုတ်လားငါမင်းကိုရွာရှိရညောင်ဝင်မှာတွေ့ဘူးတယ်ငါ့ကိုရွာပြန်ဖို့ပြီတဲ့တငယ်တင်ကစိတ်တူသွားခဲ့တယ်ဝိညာဉ်ဖြစ်နေရှိစရာသူ့ကို ခေခေမင်းမင်းရှိခဲ့တယ်ဆိုပေမဲ့ကိုခန္ဓာနဲ့ဝိညာဉ်တွေ့ပြီးတဲ့နောက်မှာတော့သူ့ကိုခေမင်းချင်းမရှိတော့ဘဲတစိမ့်ဆန်နေတာကြောင့်စိတ်တို့ဒေါသထွက်ပြီး ငါကောင်းကိုလက်ညှိုးနဲ့ထိုးအောင်ငမိုက်သားမောက်ကောက်နေရငါ့ကိုလှည့်စားတာပဲတင်ကဟာပြောပြောဆိုဆိုမောက်ကောင်းကိုလက်ညှိုးနဲ့ထိုးပြီးရုံနဲ့ဝိညာဉ်ခွဲထုတ်ဖို့ကြံနေတဲ့ချိန်ဟဲ့ကလေးရက်လိုက်စာအဲ့ဒီအတန်နဲ့တူခြုံွက်တဲ့နေရာကလူနှစ်ယောက်ထွက်လွတ်လာခဲ့တယ်အဲ့ဒီလူနှစ်ယောက်ကဘိုးတော်ပေနဲ့မမောင်ကျော်ပဲဖြစ်ပါတယ်ဘိုးတော်ပေရဲ့အတန်ကြောင့်နှစ်တငယ်တင်ကအာဩစွာနဲ့သူတို့နှစ်ယောက်ကိုကြည့်နေမိပြီအတန်ကြတဲ့အခါမှာတော့ လေးသားခတ်မမနဲ့စကားဆိုလေတယ်လူသားနှစ်ယောက်နင်တို့ကငါ့ကိုမြင်နိုင်စွမ်းနဲ့လားမြင်လို့ပဲတားတာပေါ့ကလေးကတော်စားနင်တို့ကငါလို့နဲ့တပားကိုကလေးလို့ခေါ်ဝင်တာလားကလေးကိုကလေးလို့ခေါ်တာဘာဖြစ်လဲကွာငါတငယ်တင်ကတောက်တစ်ချက်ကိုပြင်းစွာခောက်ပြီးသူ့ရဲ့လက်ညှိုးနဲ့ရစ်ဖွဲ့ဟန်ပြုတ်လိုက်တော့မကောင်းပါဝင်ဘိုးတော်ပေနဲ့မမောင်ကျော်တို့၃ယောက်ရွှေရောင်တောက်ပနေတဲ့ကျိုးလေးတွေရစ်ဖွဲ့ပြီး၃ယောက်လုံးပူးတွဲချီနှောက်ထားလိုက်လေတယ် အဲ့နောက်မှာတော့နတ်တန်ငယ်က၆နောက်ခံထားရတဲ့ဘိုးတော်ပေတို့တော့ရောက်ကိုကြည့်ပြီးတာဟာနဲ့ရီမောရင်ကလှောင်ပြောင်စကားဆိုလေတယ်။ငါ့ကိုမြင်နေဆွတ်နေဆိုလို့တော်တော်များအဆွတ်ထက်မလားမှတ်တယ်။အခုတော့ဘာမှမဟုတ်တဲ့လူသားတွေပါလား။ကဲကဲဦးရီတော်ကိုတော့ရှောက်လာဦးမယ်။နင်တို့အရှင်ထားမလားတက်ပြစ်မလားမေးရအောင်မယ်။နတ်တန်ငယ်တင်ကပြောပြောဆိုဆိုတောင်းဖို့ကိုလှင်မြန်တဲ့အရှင်နဲ့တက်ရောက်သွားလို့အရေးကိုသာမြင်လိုက်ရလေတယ်။ဘိုးတော်ပေက သူတို့နဲ့ပူးလို့အချီခံထားရတာကြောင့်မြေပြင်နဲ့ခြေထောက်လွတ်နေတဲ့မကောင်းကိုစကားဆိုလိုက်တယ်။မကောင်းလားအဖိုးလားဘဲရဖိုးလဲကြောက်မကောင်းမှာဥလေးတော့ရောဘယ်သူတွေလဲမင်းဖေရဲ့မင်းဆွေတွေပေါ့ကွာဗျာခမရတော့ကြောက်ဖေနဲ့တိတ်ရလားတိတ်တာပေါ့ကွာအခုလဲမင်းရောပြန်လာခေါ်တာကြောက်ကိုပြန်လာခေါ်တဲ့ဥလေးတော့အခုအဖမ်းခံနိုင်ရပါလားဘယ်လိုဆက်လုပ်ကြမလဲ အချိန်တိုင်အဆင်ပြေတော့မှာပါကွာအဆင်မပြေတော့အသက်တည်ခံရမှာပေါ့နော်ဦးလေးမကောင်းရဲ့စကားကြောင့်ဘိုးတော်ပေနဲ့မမောင်ကျောတို့ပြန်သူပြုံးလိုက်မိတယ်အတော်စကားတက်တက်ကောင်းလေးလို့လဲစိတ်ထရနဲ့မှတ်ချက်ပြုတ်လိုက်တယ်အချိန်တိုင်တော့အဆင်ပြေတော့မှာပါကွာမင်းဖေကိုပြက်တွေ့ရရင်မင်းကျင်းတတ်ပြီမဟုတ်လားအဲ့ဒီအချိန်မှာပဲနတ်ဆိုးဝနာရဲ့တပည့်တွေနဲ့အတူတူနတ်တငယ်တိမ်ကားတို့ပြေးအောင်လာခဲ့ကြတယ်တိမ်ကားကဘိုးတော်ပေတို့ကိုလက်ညှိုးထိုးပြပြီး ။ဦးကြီးတော်ရဲ့တောင်ပေါ်ကိုကျူးကျော်တဲ့သူနဲ့ကျွန်တော်မျိုးအခမ်းနဲ့ကောင်ပါ။ဦးကြီးတော်သူတို့အဖြစ်ပေးပေးပါ။သင်ကအဲ့လိုပြောတော့နတ်ဆိုးဝနဟာဘိုးတော်ပင်နဲ့မောင်မောင်ကျော်ကိုကြည့်ပြီးဟာတိုက်ရီမောကလှောင်ပြောင်စကားဆိုလေတယ်။မင်းတို့ရောက်လာတာပဲ။ရောက်လာတော့လဲနတ်ငယ်တယောက်ဖမ်းတာကိုခံရတာပါလား။မင်းမဆိုင်တာတွေရှောက်ပြောမနေနဲ့။အခုမင်းရှိကိုငါတို့နှစ်ယောက်ရောက်လာပြီ။မင်းလောက်ချင်တာလောက်လို့ရပြီ။ဒါပေမဲ့မဆိုင်တဲ့လူတွေကိုတော့လှုပ်ပေးရမယ်။ မင်းကအမိုက်ပေးနေရလားငါကဖြစ်တင်တာကိုပြောပြနေတာတော်စမ်းပါမင်းတို့ကငါ့ရဲ့လက်ခုပ်ထိရရေဖြစ်နေပြီမင်းမဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူးကဲရခဒီငမိုက်သားတွေကိုတောင်းပေါ်ခေါ်ခဲ့စားဝနာရဲ့စကားကြောင့်သူ့ရဲ့ဘေးမှာရှိနေတဲ့လူရောင်စားဘလို့အွယ်ဝဲ၄ရောက်တို့ဟာဘိုးတော်ပင်နဲ့မမောင်ကျော်လက်မောင်းရင်းကနေဆွေးကနေမှပြီးနောက်ဝနာတက်ရောက်သွားတဲ့တောင်ထိပ်ဘော်ကိုအနောက်ကနေလိုက်တက်သွားလိမ့်တယ် အလေးအောင်ကောင်းစွာရနေတဲ့ကြောက်တလားပြင်ကြီးပေါ်မှာဘိုးတော်ပင်မမောင်ကျော်နဲ့မကောင်းတို့ကြောက်ထံကိုတယောက်တလုံးစီမှာအယောက်တောက်နေတဲ့ကျိုးတစ်ချောင်းနဲ့ချီနောက်ထားလိုက်တယ်။ဘိုးတော်ပင်နဲ့မလန်မကန်းမှာတော့ဝိပြုစေကျဲဝတ်ထားတဲ့အသက်အရွယ်ကြီးနေပြီဖြစ်တော့အဖိုးတယောက်ကိုသူတို့နီးတူချုံနောက်ထားသေးတယ်။အဲလူကတခြားလူမဟုတ်ကြောက်အိုဖျားကုန်းကိုအပိုင်စားရထားတဲ့တောင်ပိုင်ပဲဖြစ်ပါတယ်။ဘိုးတော်ပင်ကသူ့နဲ့မလန်မကန်းမှာရှိတဲ့တောင်ပိုင်ကိုလှမ်းပြီးစကားဆုလိုက်တယ်။အဖိုးကဘယ်သူတော့ ကျုပ်ကကျောက်ဦးဖះကုန်းကိုစောင့်တိုင်းတောင်းပိုက်မှာကွယ်လူလေးတို့ကရောဘယ်သူတွေလဲကျုပ်နဲ့မရဘိုးတော်ပြီပါကျောက်ဦးဖះတာတီကြီးကိုသိပါသလားဖို့ဘိုးတော်ပြီရဲ့အမေစကားကြောင့်တောင်းပိုက်ဟာအံ့ဩသွားပြီးကမန်းကနန်းအမေစကားပြန်ဆုလာတယ်လူလေးကတာတီကိုသိလားသိပါတယ်တာတီကိုကျောက်ဦးဖះကုန်းကို ပြန်ပေးလိုက်ပါပြီအဲ့ဒါဆိုလူလေးတို့ကဝနစောင့်နေတဲ့အထက်လန်းစီကနှစ်ယောက်ဆိုတာလားဟုတ်ပါတယ် ဒါနဲ့အဖိုးလက်ပြေဟာဒဏ်ရာရထားတာလားဟုတ်တယ်ဒါပေမဲ့ဒီတောင်မွားထွက်လို့ရတာနဲ့ပြန်ပြောက်သွားမှာပါနေပါဦးအဖိုးကဘာလို့အဖမ်းခံလိုက်ရတာလဲဘိုးတော်ဘေးရဲ့အမေကြောင့်တောင်ပိုင်းကတစ်ချက်ပြုံးပြီးပြန်ဖြိတ်လာတယ်အဖိုးရဲ့မပြည့်တွေပါကွယ်အဖိုးကကြောက်အိုးဖျားကုန်းမှာဖျားမပွေငင်ကလေးအပိုင်သားရထားတာလေတာတေတို့လိုမကောင်းဆိုးဝါးတွေကိုကောင်းအောင်သွင်းသင်နိုင်ခဲ့တယ်ဒါပေမဲ့ကိုရာတော့ မမဲတဲ့အလုပ်ကိုလုပ်ခဲ့မိတယ်ကွ။တောင်ပိုင်းရဲ့စကားကိုဘိုးတော်ပီတာမကမမောင်ကျော်နဲ့မကောင်တို့ကပါစိတ်ဝင်တစားနားထောင်လို့နေတယ်။မနာတော့သူ့ရဲ့ရန်သူတို့နှစ်ယောက်ကိုမိပြီဖြစ်တာကြောင့်သူ့အတွက်တိတက်တီရှိတဲ့ဗိမာန်မှာတရေတောက်စားပျော်ပါနေတာကြောင့်ဘိုးတော်ပီတို့လှုပ်လှက်စားစကားဆိုနေကြတယ်။တောင်ပိုင်းကဝဏ္ဏနဲ့ပတ်သက်ခဲ့တဲ့အတိတ်အကြောင်းတွေကိုပြန်လည်ပြောပြနေတယ်။သူဟာဝဏ္ဏကိုအောက်ပေါ်ကဒဏ်ခတ်ထားတဲ့နှဆုမဲ့မသိခဲ့ပဲအပြောကောင်းတဲ့အတွက်ယုံကြည်ခဲ့မိတယ်။ ဝနာကြောက်အိုဖျားကုန်းမှာသူ့ရဲ့တကူမထွားနိုင်တာကြောင့်ကြောက်အိုဖျားကိုအပိုင်စည်းချင်တဲ့သူ့ရဲ့အစီစီကမအောင်မြင်ခဲ့ဘူး။ဒါကြောင့်ဝနာသူ့ရဲ့တောင်စီကိုတောင်ပိုင်းကိုအလဲခေါ်တော့အစီချင်မဲ့တဲ့တောင်ပိုင်းကဝနာကိုယုံကြည်မိပြီးဘူရတောင်စီအလဲလိုက်သွားရက သူ့ပိုင်နဲ့မှတကူထွားတဲ့ဝနာတောင်ပိုင်းကိုချုပ်ပြီးသူ့လိုချင်တဲ့ကြောက်အိုဖျားကုန်းကိုအပိုင်စည်းကမင်းမှုနေခဲ့ခြင်းဖြစ်ပါလေ။အဲ့လိုအเจ้าတွေကိုပြောပြနေတဲ့တောင်ပိုင်ကသူ့ရဲ့မှိုင်မဲပြီးစီးမရှိတဲ့လောက်ရက်တွေကြောင့ စိတ်မသက်မသာညင်ညူလာလိတယ်။အဖိုးရဲ့မိုင်မဲတဲ့လောရက်တွေကြောင့်ကြောက်အိုးဖျားကုန်းမှာ သူတို့ဘာအသက်တွေတည်ကြည်ခဲ့ရတယ်။အဖိုးသာကိုနဲ့မဆိုင်တဲ့နေရာကို မလိုက်သွားခဲ့ဘူးဆိုရင်ဒီလိုဖြစ်လာစရာအကြောင်းရှိမှာမဟုတ်ဘူး။ဖြစ်ပြီးတော့တွေလည်းဖြစ်ပြီးပါပဲအဖိုးရဲ့ဒါတွေထားလိုက်ပါတော့အခုကျုပ်တို့ဘယ်လိုလုပ်မြအောင်လုပ်ရမလဲဆိုတာပဲတွေးကြတာပေါ့ဒီနေရာကသူ့ပိုင်နဲ့ဆိုတော့တော်ရုံအစွမ်းစားနေရတော့လွဲမှာမဟုတ်ဘူး အထပုဂ္ဂိုလ်ရဲ့အကူအညီမပါဘဲလွတ်မြောက်နိုင်မှာမဟုတ်ဘူးလူလေးရဲ့ဒီစကားကြောင့်ဘိုးတော်ပေအတော်ကိုစိတ်မသက်မသာဖြစ်သွားရတယ်သူတို့ကိုလမ်းပြပေးတဲ့ဘိုးရဲ့သက်ကိုလည်းမတွေ့ရတော့ဘူးဒီတခါတော့နတ်ဆိုဝနာရဲ့လက်အတွင်းထဲမှာတေးရတော့မှပါလားလို့တန်တရားစိတ်ဝင်လာမိတယ်သူအဲ့ဒီလိုငြိမ်သက်သွားတာကိုသတိထားမိတဲ့မမောင်ကျော်ကလှမ်းပြီးသတိပေးစကားဆိုလာတယ်ဘိုးတော်လေးစိတ်မပြတ်ပါနဲ့ဗျာဘိုးတော်လေးကိုကိုကြီးမဲ့သူပေါ်လာမယ်ထင်ပါတယ် အဲ့လိုပဲမျောလိုက်ရတာပါပဲမမောင်ကျော်ကြောက်သိမ်းမအောင်မကြောက်ပါဘူးလူမမဲကလေးလေးဟောဟောကမကောင်းနဲ့ကောင်းမှုတွေလုပ်နေတဲ့ဥညွန်းနဲ့တောင်းပြီးတော့မကယ်တင်နိုင်တော့ဘဲကျောက်ကစိတ်မကောင်းဖြစ်နေတာဘိုးတော်လေးအားမရောစမ်းပါနဲ့ဗျာကျုပ်တို့တွေဘလို့တိုက်ကနေတော့လွတ်လာသေးတာပဲအခုလိုနတ်ဆိုးတယောက်စီမှာတော့တိမ်မမဟုတ်ဘူးဒီချိန်ရှိမောတန်နဲ့တူဝနာနဲ့သူ့ရဲ့တပည့်လူယောင်စာဘလို့တွေရောက်ရှိလာခဲ့တယ်သူတို့ကကြွေတကောင်ထဲမှာအရက်တွေထည့်ပြီး ကိုစီတယောက်တလောကိုင်ကမောတောက်လို့ဘိုးတော်ပေတို့ရဲ့အရှိကိုရောက်လာပြီစိတ်မကောင်းဖြစ်နေတဲ့ဘိုးတော်ပေရဲ့အရှိမှရက်တက်လိုက်ကရည်တန်တော့ပြီးစကားဆုလာတယ်ဘယ်လိုလဲထက်လန်းစရာနေငေါ့နိုင်မထိန်နေတော့လားအခုတော့အသိမှကြောက်ပြီမျက်နှာတော့မကောင်းပါလားငါနေ့ရောအခွင့်အရေးတစ်ခုပြင်မယ်ငါ့ကိုရှစ်ခိုးတောင်းပန်ပြီးတော့ငါရှိမှနင်းမြလုံးအစုံကို ကိုတိုင်းဖောက်နေရှာကိုကိုတိုင်းဖြတ်ပြရင်တော့နင်းတို့အသက်ချမ်းသာပေးမယ်ဘယ်လိုလဲ လောက်မလားအထက်လဲစရာတော်စားမှာငါနင့်လိုနှစ်စိုးတောင်းမှမယ်လို့ထင်နေရလားနင့်လိုတရားမသိဖျားမသိကောင်ကိုတောင်းမှမယ်အစားအသက်တာအသေးခိုင်းလိုက်မယ်ဟဲ့တော်တော့ကိုတတိကောင်နဲ့အထက်လဲစရာပါလားကဲကဲငါရဲ့ကြေးကျုံနဲ့တတ်တော်ဆောင်နေနင်တို့ကြည့်ထားကြဒီအထက်လန်းဆရာရဲ့မာနကိုဘယ်လိုချိုးရမလဲဆိုတာပြမယ်။နဆိုးဝနဟာပြောပြောဆိုဆိုလက်ကိုဆက်တန်းလိုက်တဲ့အခါအ သူ့လက်ထဲမှာဖြူဖွေးသောအသွားပါတဲ့လှန်တန်းတစ်ချောင်းပေါ်လာခဲ့တယ်။အဲနောက်မှာတော့ဝနသူကင်ထားတဲ့လှန်တန်းနဲ့ဘိုးတော်ပေကိုထိုးဟန်ပြုလိုက်တဲ့အခါဘိုးတော်ပေဟာမျက်လုံးကိုမှိတ်ပြီးတေချင်းတယောက်တရဏဂုံတည်ပြီးစောင့်စားနေတယ်။အတန်ကြာတဲ့အထိသူ့ကိုလှန်တန်းလာထိုးဆိုင်ခြင်းမရှိတာကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့လှန်တန်းကသူ့နဲ့မလန့်မကန့်မှာတောင်ပိုင်းရဲ့ပခုံးကြက်ခုံကိုဖောက်သွားတဲ့အထိစောင့်ဝင်နေတယ်။တောင်ပိုင်းကအော်ဟစ်ညဉ့်ညူခြင်းမပြုတ်ပဲနာကျင်မှုဝေဒနာကိုကြိတ်မိတ်ခံစားနေတယ်။ ဘိုးတော်ဘေးကတောင်ပိုင်းကိုစိတ်မကောင်းစွာကြည့်နေတဲ့အချိန်နန်းစိုးဝနစကားထက်ဆိုလာတယ်။ကဲအထက်လန်းစရာနေငါ့ကိုတောင်းမှမမဟုတ်လား။မျက်လုံးနှလုံးနဲ့ရှာတခွအသက်ထက်ပိုပြီးတန်ဖို့မရှိနိုင်ပါဘူး။တော်စမ်းနေစို့။ငါမျက်လုံးကိုလည်းငါမနှမျောငါရှာကိုလည်းငါမနှမျောငါနေ့လိုအမိုက်မဲ့ကိုဘယ်တော့မှမတောင်းမှန်းနိုင်ဘူး။ဟာတော်တော်လာတဲ့အထက်လန်းစရာပဲ။ကဲအဲ့ဒါဆိုလေနောက်တနေ့စမ်းကြည့်တာပေါ့။ နဆိုးဝနပြပြောဆူဆူလက်ကိုဆက်တက်ပြန်တော့တောင်ပိုင်းကိုဆက်ဝင်နေတဲ့လက်တားသူ့ရဲ့လက်ထဲကိုပြက်လက်ရောက်ရှိလာခဲ့တယ်။အဲနောက်မှာတော့နဆိုးဟာမောင်မောင်ကျော်ရဲ့အနည်းကိုသွားပြီးသူကင်ထားတဲ့လှန်တန်နဲ့မောင်မောင်ကျော်ရဲ့လက်ဝဲနေရာကိုထောက်ကာထန်လန်းစရာဒါနဲ့တပည့်မဟုတ်လား။ဒါဆိုနေစိတ်ပြောင်းမယ်ထင်တယ်။ဘိုးတော်လေးဘာအကြောင်းနဲ့မှဒီနဆိုးကိုတောင်းပန်စရာမလိုဘူးနော်။ကျောက်ကဘိုးတော်လေးရဲ့အကျင့်သိက္ခာကိုယုံကြည်လို့လိုက်လာတာ။ တကယ်လို့ဘိုးတော်လေးကနှဆိုးဒူးထောက်တောင်းမိတ်ကျောက်အသက်ရှင်ရလဲဘာမှထူးမှမဟုတ်ဘူးနှဆိုးကမောင်မောင်ကျော်ရဲ့စကားကိုနားမလဲပြီမဲ့လေဘိုးတော်ပေးကနားလဲလေတယ်ဒါကြောင့်သူကမောင်မောင်ကျော်ကိုခေါင်းကြီးပြပြီစိတ်ချမောင်ကျော်ခမည်းသိပြီမကြခင်ကျောက်လဲတေးရမှာပဲအဲ့တော့ဒီနှဆိုးပြောတဲ့စကားကိုကျောက်နားထောင်မှမဟုတ်ဘူးဒီစကားကိုကြားတော့ဝနာဟာတိုက်ယူမောပြီးသူ့ရဲ့လှတော့မောင်မောင်ကျော်ရဲ့လက်ဝဲနေရာကနေပြောင်းလဲပြီးပခုံးကိုထိုးလိုက်တော့ လှန်သွားတဝက်နစ်ဝင်ပြီးသွေးတွေစီးကြလာခဲ့တယ်။အဲ့လိုနာကျင်တဲ့ဝေဒနာကိုခံစားရသည့်တိုင်မျက်နှာအနှိမ့်ငယ်သာပြက်ပြီးဘိုးတော်ပေကိုလှမ်းလို့စကားဆိုလိုက်တယ်။ဘိုးတော်လေကျုပ်ကိုဘယ်တော့လောက်အစ်စ်တက်ခိုင်းမှလဲ။ကျုပ်လည်းအခုတည်းအရဟဂုံတော်ပြီးပဲစိတ်တက်တာလေ။ဘိုးတော်လေးကတော့လောက်ပြီကွာ။အနာတရဖြစ်သွားသည့်တိုင်အပြုံးမပြတ်တဲ့မောင်မောင်ကျော်ကိုကြည့်ပြီးနဇဝနာအနှိမ့်ငယ်တော့မျက်နှာပြက်သွားတယ်။အဲ့နောက်မှာတော့သူကဘိုးတော်ပေကိုကြည့်ပြီးအထက်လန်းစရာ နေရတော်တော်မာနကြီးတာပဲနေရအပေါင်းတစ်အသက်ထက်မြမာနာအေးပါရော်သလားဟဲ့ငါကမာနကြီးတာမဟုတ်ဘူးနေလို့တိတ်ခါမရှိတဲ့သူစီမှာဒူးထောက်တောင်းမှရတာထက်တေရာကိုပုံမြတ်တယ်လို့ခံယူထားလို့ပဲဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့ဟိုကလေးကိုငါလှန်နဲ့ထိုးတတ်မယ်ဆိုရင်ညဆိုးရဲ့စကားကြောင့်ဘိုးတော်ပြည်မျက်နှာပြတ်သွားပြီနဆိုးနေမဆိုင်နဲ့လို့ဆဲမထဲနဲ့အဲ့ဒီကလေးနဲ့ငါတို့ကိစ္စလာလာမှမဆိုင်ဘူး တီငိန်နဲ့အထက်လန်းစီကအခုကြတော့ဘလို့ဖြစ်တာတော့လူရောက်မှနှဆုံးနေမဆိုင်တဲ့ကလေးကိုထိမမကျူးစားနဲ့ဟာဟာနင်တို့ကငါ့ကိုနှဆိုးတော်ခေါ်နေမှာ哦ငါကကောင်းတဲ့ကောင်မဟုတ်တာရောနင်တို့သိရောပေါ့အဲ့တော့ဆိုင်နာမဆိုင်နာငါမသိဘူးငါပြောတဲ့အတိုင်းမျက်လုံးကိုကိုယ်တိုင်ဖောက်ရှာကိုကိုယ်တိုင်ဖြတ်ပြီးငါ့ရှေ့ဒူးထောက်တောင်းမှာစားလူရောက်မှနှဆိုးနေမဆိုင်တဲ့ကလေးကိုထိမမကျူးစားနဲ့နှဆိုးရဲ့ရာဇတ်တန်စကားကြောင့် ဘိုးတော်ပေဘလို့ပြုတ်လို့ရမလဲဆိုတာဝေခွဲများဖြစ်နေတယ်။တာမာနဲ့မမောင်ကျော်ဟာလဲဘိုးတော်ပေကိုငေးကြည့်နေတယ်။သူတို့ရဲ့တန်ရာတွေကိုတော့မှဂရုမပြုတ်ပဲဘိုးတော်ပေဘလို့ဆုံးဖြတ်မလဲဆိုတာကိုစိတ်ဝင်စားနေကြတယ်။ဝနာနဲ့သူ့ရဲ့ကြီးကျွနေဟာယူမောပြီးအခက်တွေ့နေတဲ့ဘိုးတော်ပေကိုသဘောကျစွာကြည့်နေတယ်။ခဏများကြာတော့ဝနာယူမောနေတာကိုအဆုံးသတ်ပြီးမမောင်ကျော်ရဲ့ပခုံးကိုထိုးထားတဲ့လှန်တောင်ကိုဆက်ထုတ်လိုက်ကမမောင်ကျော်ရဲ့နှစ်ဖူးစီကိုချက်ရွက်လို့ မာထန်တဲ့လေတန်နဲ့စကားဆူလေတယ်။ကဲအထက်လန်းဆရာနေမြမြရွေးချေတော့ငါဒီကလေးရဲ့နှစ်ဖိုးထိုးလိုက်ရတော့မလား။ပြပြောဆူဆူထိုးဟပ်ပြင်လိုက်တဲ့ချိန်ဘိုးတော်ပေကအလက်တကြားနဲ့အော်လို့စကားဆူလေတယ်။ရက်နဲ့ဆိုးနေပြောတာငါလက်ခံတယ်။ဒီလိုမှပေါ့အထက်လန်းဆရာရဲ့ကဲကဲအချိန်ရှိတော့လေလုပ်ငန်းစလိုက်ကြတာပေါ့။နေဆိုးဝနလှန်တဲ့မကင်ထားတဲ့တခြားလက်နဲ့လက်ဖြောက်တီးလိုက်တော့ ဘိုးတော်ပေကိုချက်နောက်ထားတဲ့ကြိုးအားပျောက်ခဲ့ပြီးဓာတ်တစ်ချောင်းကဘိုးတော်ပေရဲ့အရှိကြောက်ဖြာပေါ်မှာပေါ်လာတယ်။အဲဒီနောက်မှာတော့ဘိုးတော်ပေဟာကြောက်ထင်ကုန်ပေါ်အားဆင်းပြီးအသိပေါ်လာတဲ့ဓမြောင်ကိုယူလိုက်ကာနဆုငါနေပြောတဲ့အတိုင်းလုပ်မယ်။ကလေးကိုရောကျင်းတဲ့လူနှစ်ယောက်ကိုပါဒုက္ခမပေးပါနဲ့ပြန်လွတ်ပေးလိုက်ပါ။ကောင်းပြီ။တောင်းမှမင်းနေ့ရဲ့အသက်ကိုပါပေးမယ်ဆိုရင်တော့ငါလွတ်ပေးမယ်။စိတ်ချငါအသက်ပါပေးမယ်။ဒီစကားကြောင့်မောင်မောင်ကျော်က ဘိုးတော်ပြောစိတ်မကောင်းစာနဲ့ကြည့်ပြီးဘာစကားပြောရမှမသိဖြစ်နေတယ်။မကောင်းကလည်းငိုနေတယ်။ဘိုးတော်ပြားလက်ထရဓမြောင်နဲ့သူ့ရဲ့မျက်လုံးကိုချင်ရလိုက်တဲ့ချိန်လူလေးအဲ့လိုလောက်ပေးဖို့မတန်ဘူး။စကားလုံးထွက်ပေါ်လာရကိုကြည့်လိုက်တော့ငိုယိုနေတဲ့မကောင်းစီကထွက်ပေါ်လာတာ။ဒီစကားကိုဆိုလိုက်တာကြောင့်ဝနမျက်နှာတစ်ချက်ပြတ်သွားပြီးမကောင်းကိုလှန်တဲ့ချိန်ရကပြစ်လိုက်တယ်။လန်တာကမကောင်းရဲ့နှစ်ဖူးတဲတွေကိုတိုးဝင်သွားပေမဲ့ နှစ်ဖို့စိုက်ဝင်သွားခြင်းမရှိပဲမင်းနဲ့တွေ့တဲ့ဖျောင်းလုံးပြောက်ခွေသွားခဲ့တယ်။အဲနောက်မှာတော့မကောင်းကိုချီနှောင်ထားတဲ့ကျိုးရရလဲတတထောင်းနဲ့မြူလို့အစိမ့်စိမ့်အမွားမွားပြတ်သွားပြီးမကောင်းကထိုင်ကုန်ပေါ်ကဆင်းလာတယ်။အဲဒီလိုထူးထူးဆန်းဆန်းဖြစ်ရကြောင့်ဝနာနဲ့သူ့ရဲ့ကြေးကျုံနေရမကောင်းကိုအာယုံစိုက်နေပြီးတက်ခတ်ဖို့ဟန့်ပြဲထားလိုက်တယ်။ဒီနောက်မှာတော့ဝနာကမကောင်းကိုကြည့်ပြီးတင်ရဘူးလဲ။ဒီကလေးရဲ့ကိုယ်ထဲဝင်ပြီးဒီကိုဘာလာလောက်တာလဲ။ငါဆို့ ငါဘာလုပ်လဲဆိုတာနေသိစရာမလိုဘူးတေးကြတာဒီနေ့ကနေနောက်ထပ်မိုက်လို့မရဘူးဆိုတာပဲတေးငါလို့နဲ့တပါ့လားတရချင်းချောက်ပြောဆိုနေသေးတယ်အားလုံးဝမ်းတိုက်ကြစမ်းနဆိုးဝနဟာမကောင်းရဲ့ကိုရဲဝင်လာတဲ့သူကအဆွဲထက်မှခံစားမိတာကြောင့်ဘာမေးတိုက်ဖို့ကြက်စီလိုက်လိမ့်တယ်လူရောင်ဆောင်ထားတဲ့ဘလူးကြီးတွေကသူတို့ရဲ့ငကိုမူလရုပ်တင်တွေပြောင်းလဲပြီးအဆွဲတငေါငေါတင်းပေါတကားကနဲ့ အသက်9နှစ်အရွယ်မကောင်းကိုတင်းမုတ်တင်းနဲ့ဝိုင်းထုရိုက်ကြတယ်။ဒါမဲ့ဘလူးတွေကမကောင်းအနာမကတ်နိုင်ပဲအနာကိုလွင့်စင်သွားကုန်တယ်။ချိန်ဖန်များစွာအဲ့ဒီလိုဖြစ်နေတော့ဘလူးတွေကကြောက်စိတ်ဝင်သွားပြီးမကောင်းစစ်စစ်ကြည့်တဲ့ဒဏ်ကိုတော့မှမခံနိုင်တော့ပဲတောင်ထိပ်မှာရှိတဲ့ကြောက်ဖြောက်ပေါ်ကနေပြစ်ထွက်သွားခဲ့တယ်။ဟဲ့ဘလူးကြောက်တယ်လာပြီးတိုက်ကြလေ။ဝနာအမိန်ပေးလိုက်တယ်ဆိုပေမဲ့ကြောက်စိတ်ကြီးစိုးနေတဲ့ဘလူးတွေကမကြားဟန်ပြူလို့ပြစ်ထွက်သွားလေတယ်။ ဒီခါမှနဆိုဝနာ အမျက်ဒေါသကြီးစွာထွက်ပြီးသူ့ကိုယ်ကမိကြောက်တွေတောက်လောက်ကအမျိုးဆောင်သောဓာလန်လက်နက်တွေကသူ့ရဲ့လက်အတွင်းထဲမှာအလိုလိုပေါပေါလာကမကောင်းစီကိုပြေးဝင်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီလက်နက်တွေကမကောင်းရဲ့အနည်းကိုရောက်တာနဲ့ကွယ်ပြောက်သွားလို့တော့နဆိုဝနာကတဖြည်းဖြည်းနဲ့ကြောက်စိတ်ကြီးစိုးလာတယ်။အဲနောက်မှာတော့သူကဆက်လက်မတိုက်ခိုက်တော့ပဲကြောက်ဖြာမှဒူးထောက်ထိုင်ချပြီ။ကျွန်တော်မျိုးရှုံးပါပြီ။ကျွန်တော်မျိုးဆက်မတိုက်တော့ပါဘူး။ဝနာ နင်းရဲ့မပြက်တွေကများလာပြီအဲ့ဒါကြောင့်နင်းနဲ့ထက်တန်တဲ့အပြစ်ကိုခံယူဖို့အထက်ကနမင်းတွေစီကိုခေါ်သွားရလိမ့်မယ်ကျွန်တော်မျိုးနားခံပါတော့မယ်နဇဝနာဒူးထောက်လျက်သားထိုင်နေတယ်သူပြန်ထားဖို့စူးစမ်းပေမဲ့လည်းပြန်ထားလို့မရအောင်ဝနာနင်းမကောင်းလာကြရင်အပြစ်ပို့ကြည့်တော့မယ်နင်းဘယ်တော့ပဲပြန်ထားဖို့စူးစမ်းစူးစမ်းအချိန်နည်းပဲမကောင်းအဲ့လိုပြောလိုက်ပြီးနောက်လက်ကိုဝှေ့ရလိုက်တော့တောင်ပိုင်းနဲ့မောင်မောင်ကျော်ကိုခြေနောက်ထားတဲ့အနောက်ဖွဲ့တွေကပြေးသွားတယ် အဲ့နောက်မှာတော့သူကဘိုးတော်ပေးရဲ့အရှုပ်သွားပြီလူလေးဘိုးရသေးလားဟုတ်တယ်လူလေးလူလေးမှာပညာပါရမီမပါပေမဲ့စစ်မှန်တဲ့တစ္ဆာကြောင့်ကောင်းမွန်တဲ့အဆောင်လျှောက်တွေပန်းဆိုင်နေနိုင်တာတကယ်လို့လူလေးမှာဒါစစ်မှန်တဲ့တစ္ဆာနဲ့ကောင်းမွန်တဲ့စိတ်ထားမရှိခဲ့ဘူးဆိုရင်အဆောင်လျှောက်တွေသူ့ဖယ်သွားလိမ့်မယ်အဲ့ဒါကြောင့်အမြဲကယူပြုပါပြီးတော့လူလေးမမောက်ကြလူလေးကပညာပါရမီပါတယ်စ조사ကြည့်ကြပါ လူလေးကိုဘိုးရတဲ့နာမည်ပေးမယ်။ရန်အပါကိုနိုင်နေတဲ့သူဖြစ်ဖို့ရန်နိုင်လို့အမည်ပေးခဲ့မယ်။တောင်ပိုင်းကကိုအပြစ်ကိုတီးလို့တဲ့ကိုအပြစ်ကနေကင်းလွတ်ခွင့်ပေးမယ်။တရားတော့ဒီတောင်ပေါ်မှာကြံ့ရည်ပြီးတော့ကျန်တဲ့လူတွေကတော့တအောက်ကိုအမြန်ဆင်းကြပြီးတော့မကောင်းရဲ့ကိုထဲမှာကိအောင်းနေတဲ့ဝဲစတိုဘိုးရတဲ့ရမှားချစရာရှိတော့ကိုမှားချပြီးမကောင်းရဲ့ကိုကထွက်သွားလိမ့်တယ်။အဲနောက်မှာတော့ဘိုးတော်ပြကမကောင်းကိုချီးပိုးပြီးနောက်မမောင်ကျော်ခေါ်ရန်နိုင်တဲ့အတူတောင်ပေါ်ကနေဆင်းလာခဲ့တယ်။ အမဲရောင်တောင်ကြီးကိုခလန်းလန်းကနေလူသုံးယောက်လှမ်းမြောကျင့်နေကြတယ်။သူတို့ကတော့ဘိုးတော်ပီရန်နိုင်နဲ့မကောင်းလို့ပဲဖြစ်ပါတယ်။သူတို့ကြည့်နေတဲ့အချိန်မှာပဲတောင်ပိုင်းထိတ်စီကမျိုးလုံးနဲ့ကြည့်ဖို့မစွမ်းတာတဲ့အလေးရောင်တွေဖြာထွက်လာခဲ့တယ်။အဲ့ဒီအလေးရောင်တွေကစူးရှလွန်းလာကြဘသူမှမကြည့်နိုင်ကြအောင်။အတန်ကြာတဲ့အခါမှာတော့အဲ့ဒီအလေးရောင်တွေပျောက်ကွယ်သွားပြီးအမဲရောင်တဲ့ရှိနေတဲ့တောင်ကြီးကတခြားသောတောင်တွေလို ပြာမမအရောက်ဖြစ်ပြက်လက်ရောက်သွားခဲ့တယ်။ဒီနောက်မှာတော့ဘိုးတော်ပီက မောင်မောင်ကျော်ကိုတစ်ချက်ကြည့်ပြီးကိုရနိုင်ဘေးကကိုရနိုင်လဲဘိုးတော်လေးဘိုးရဲ့တရားခမရောက်နာမည်ပေးတော့တာလေးဟုတ်တာကိုတော့ထင်မခေါ်ပါနဲ့ဘိုးတော်လေးရဲ့ရန်နိုင်ဆိုရပါပြီပခုံးကတရားတက်တာလားလမ်းဝင်လျှောက်နိုင်မလားဘာမှမဖြစ်တော့ဘူးဘိုးတော်လေးအင်းကြီးပဲပြဲသွားတာကျွန်တော်ထင်တော့အစိုးရတောင်းမှအလင်းရောင်တွေတောက်သွားပြီးတော့ကျွန်တော်ထင်ရလဲကောင်းသွားတာဖြစ်မယ်อืม အထက်နတ်ဘောကနတ်မင်းတွေကနတ်ဆိုးကိုလာဖမ်းသွားတာဖြစ်ရမယ်။ကျုပ်တို့သာအနာရှိဒီရောင်တွေကိုခံနိုင်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်မို့လဲဘိုးရဲ့တရားတောင်မောကမြင်မြန်စင်ခိုင်းတာနေမှာဘိုးတော်လေးကအဲ့ဒီလိုနဲ့သူတို့သုံးယောက်အမဲရအောင်မလွှမ်းတော့တဲ့မဟုရတောင်ညို့ကိုကြောက်ခါမီစကားတပြို့ပြို့နဲ့လမ်းလျှောက်သွားနေပါတော့တယ်။ပရိသတ်များရှင့်ဘိုးတော်ပင်နဲ့မဟုရတောင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကို ကျေးဇူးထူပဲတည်ရှိတယ်လို့စာရေးဆရာမောင်တင်ဆန်းအောင်လည်းကျေးဇူးထူပဲတည်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်